ားလုံးပဲမင်္ဂလာပါဗျာကောင်းစားတဲ့ဌာနမှာပြန်လဲကြိုးစိုးလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ file ရတော့အမှုပညာရှင်များကနိုင်ငံရေးကိုဝင်ရှုပ်ခဲ့လို့ခုလိုချင်းနေမျိုးတွေရောက်ကုန်တဲ့အကြောင်းတွေကိုမောင်ကျော်နှုတင်ပြလာတဲ့ရုပ်သံပြီးတော့ file ကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာမောင်ကျော်နှုကအဲ့ဒီအကြောင်းနဲ့အတူဘုံကြီးတစ်ပါးကဒကမာတယောက်ကိုဒါနဲ့ခုံတက်လိုက်တဲ့တဲ့င်းကိုလည်းတင်ဆက်ထားပါသေးတယ်အားလုံးလည်းဝင်ရောက်ကြည့်ရှုပြီးတော့လေးလာသုံးသက်ဝေးပါပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းစားတဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ညာရှင်တွေကိစ္စပေါ့နော်လူညာရှင်တွေကိစ္စကြတော့ဘာလဲဆိုတော့ဝင်ကြီးကမနေ့ကတော့အစည်းအဝေးလုပ်တယ်ပေါ့ဗျာရန်ကုန်မှာသူအစည်းအဝေးလာလုပ်တယ်လို့သိရတယ်ဒီလိုတည်ရတယ်ဆိုတော့အဲ့အစည်းအဝေးမှာရုပ်ရှင်ဇာကရုပ်ရှင်ယုံတွေပေါ့နော်ရုပ်ရှင်ယုံတွေရုပ်ရှင်ဇာကယုံတွေပြတ်တိုက်ဆိုင်ရာစီးဝေးလို့တော့အကောင်းကြီးတတ်ထားတယ်ရုပ်ရှင်ဇာကပြယုံတွေပြတ်တိုက်ဆိုင်ရာညီလိုက်စီးဝေးပေါ့နော်ဒါတော့မနေ့ကမနေ့ပိုင်းမှာရန်ကုန်မြို့ဘန်းမြို့နယ်ပြန်ကြားရေးနဲ့ပြည်သူ့ဆိုင်ရာဦးစီးဌာနရုပ်ရှင်မြေတီထားတဲ့ကွဲမှာအစည်းအဝေးမှာချင်ပါတယ်အဲ့လိုချင်ပါတဲ့ခါမှာပြန်ကြားရေးဝင်ကြီးတက်တယ်နောက်ရန်ကုန်ဆိုလူမျိုးဝင်ကြီးပါတက်တယ်နောက်တခြားသောသူဆက်ဆက်တဲ့လူတွေရုပ်ရှင်စီးဥက္ကဋ္ဌရုပ်ရှင်ယုံပိုင်ရှင်တက်တယ်ပေါ့ဆိုတော့ အဲ့မှာဝင်ကြီးပြောရတဲ့ဟာလေးကတော့တော်တော်လေးအဲလူကြီးကျမှာဘောတော့ဖြစ်တော့လေဝင်ကြီးကတော့နိုင်ငံရေးသမားအမှုပညာရှင်တွေနိုင်ငံရေးမှာဝင်ရှုပ်တယ်ဇာတ်လမ်းကိုဝင်ကြီးကမနေ့ကသူထည့်ပြောခဲ့ပုံရပြောခဲ့ပါတယ်ပြောခဲ့တော့အဲ့တည်းအပြင်ပေါက်သွားပေါက်ပြီးတော့အပြင်မှာရှိတော့ဒီမှာကြားတော့သူတော့တော်တော်ဆိုးရထုတ်ပြန်ချက်ဒီမှာတော့အဲ့လောက်မပေါက်ဘူးဗျာဒါပေမဲ့အဲ့ဒါကိုတစ်စိတ်ကိုတအိတ်လို့တက်ပြီးတော့မီဒီယာတွေကပြပြမီဒီယာတွေကအခုဖော်ပြကြတာတွေ့ရဆရာကျွန်တော်ကပြောပြကြတယ်အမှုပညာရှင်တွေကလက်ရှိနိုင်ငံရေးခွင့်ချက်မှာအမှုပညာရှင်တွေဝင်ပြီးတော့ရှုပ်ခဲ့သလားမရှုပ်ခဲ့သလားဆိုတာခက်လို့မျက်မြင်ပါပဲဟိုနိုင်ငံရေးကနိုင်ငံကြီးကတော်တော်လေးကိုထင်ထားတယ်လို့မဟုတ်ပါဘူး ဟိုလူပုံကတူတူရကိုချစ်မှန်လို့ချင်းတမိုးချစ်မှန်လို့ချင်းကြောင့်တာပြီးပုံကန်ထားကြွားတဲ့အထိလုတဲ့နိုင်ငံကြီးကနိုင်ငံကြီးလို့မခေါ်ပါဘူးနိုင်ငံကြီးကနိုင်ငံပြည်မပြောင်းလဲရေးကိုယူပြီးလုတဲ့နိုင်ငံကြီးကနိုင်ငံကြီးပြီးတော့အမှုပြညာသမားတွေဆိုတာနိုင်ငံကြီးကဘာနာဘလောက်နားလဲတယ်ဆိုလို့မေးဖို့အချုပ်တို့ပြန်တော်ရနိုင်ငံကြီးကသိနားလဲလာတာမဟုတ်ဘူးနားလဲပါလိမ့်လည်းမဟုတ်ဘူးသူတို့ကရှင်းပြောရင်တော့ဥဒေသိခမဥဒေသိနာပြည်ပြည်သွားမယ်ဒေါင်းဆောင်ရှင်ရောင်းဆောင်ပြည်သွားမယ်ရှင်းရှင်းပြောရင်တော့တာတဲ့နေရာပြစ်ကတ်ကြတယ်ဗီဇာရှိတယ်တိတ်ပြီးတော့သူတို့မှအစကလေးကဟိုရှိတယ်မဟုတ်ကိုပိုင်ဥအခွန်ရှိတယ်မဟုတ်သူများအခွန်မှာဝင်ပြီးတော့ဟိုအောင်းနေဝင်ကစုပ်ပဲများတယ်ဝင်ကစုပ်တွေများတယ်အဲ့တော့ဝင်ကြီးကပြောတယ်လူပညာရှင်တွေနိုင်ငံကြီးမှာ ဝင်ရှုပ်ခဲ့တဲ့ဇာတ်လမ်းတွေကိုပြောတဲ့ဟာကကျွန်တော်တို့ point of view ကမှန်ကန်တဲ့ကိစ္စပဲသူနောက်နောက်ကျမှလူပညာရှင်တွေလူပညာရှင်တွေကနိုင်ငံကြီးမှာဝင်ရှုပ်ဖို့ကိုလူပညာလုပ်ငန်းတဲ့လူတွေကို entertainment လုပ်ဖို့ဒါကိုပဲစဉ်းစားဖို့ဆိုတော့သူကအဓိကဥတည်ပြီးတော့မဖြစ်တဲ့သဘောမျိုးပေါ့နော်ဆိုတော့လူပညာရှင်တိုင်းကတော့ဒါကိုတော့မတွေ့ရမှာမသိဘူးမတွေ့ရမှာမသိဘူးဆိုတော့တကယ်လည်းဒီ2021နိုင်ငံခင်ချင်းမှာလူမဲတို့လူမဲတို့ DDU တို့ driver wine တို့အဲဒီအုပ်စုလိုက်ပေါ့နော်ဆိုတော့20နိုင်ငံခင်ချင်းမှာ2020မှာလည်း driver wine ကိုယ်တိုင်လိုက်ခဲ့တဲ့အဲ ပြောဆိုနိုင်ငံရေးဗီဒီယိုဇလန်းတူပါဆိုလို့ရှိရင်လည်းစစ်တပ်ကိုသူတော်တော်လေးကိုဖဲ့ထားတယ်ပြီးတော့ပြည်ခံကျိုးတခိုးလိုမျိုးပုံစံမျိုးလုပ်ထားတယ်စစ်တပ်ကဘုလို့တခိုးလိုမျိုးပုံစံမျိုးလုပ်ထားတယ်ပြီးရင်စစ်တပ်ရှိတာဘာမှတုံ့ဆောင်လို့မရဘူးဆိုတဲ့ပုံစံမျိုးထိဒရိုက်တာဝိုင်းကသူ့ရဲ့ညွှန်ပြချက်အနေနဲ့တခါတည်းအမှုပညာနဲ့တွေ့တာပေါ့လေဆိုတော့အဲ့လိုတွေ့ခဲ့တွေ့ခဲ့တဲ့သူဖြစ်တယ်ပြီးရပြီးတော့နောက်သိမ့်ကြတယ်မှာဒရိုက်တာဝိုင်းကတရားဝင်ကြီးကိုပြစ်ကတ်တယ်ဟိုတက်မလို့ပြစ်ကတ်တယ်တက်မလို့ဇာကားတွေဝင်ကူးရိုက်ပြီးလုပ်တယ်ဆိုတော့သူအဖမ်းခံရရမှာကြောက်တဲ့ခါကျတော့သူလုပ်တယ်ဆိုတော့ထားကြတဲ့လူကစိတ်လက်စီလို့ဖြစ်လာတဲ့ခါလူကတိတ်အောင်ကြောက်ပေါ်ကောင်းတယ် လူမင်းတို့ပါလို့ဆိုလဲဖန်ခံရတယ်ပြီးနောက်တော့ကြာတော့ခံဝင်ထုတ်ယူထွက်လာတယ်ခံဝင်ထဲမှာပါပါလဲဆိုတော့အမှုပညာဖြစ်နိုင်ငံတော်ကိုကျူးပြူရန်ဆိုတော့ပါတယ်အမှုပညာဖြစ်နိုင်ငံတော်ပြန်လဲကျူးပြူပါမယ်ဆိုတော့ပါတယ်ဒါပေမဲ့အခုဒီနေ့တစ်ချိန်ဒီအမှုပညာဖြစ်နိုင်ငံတော်ပြန်လဲကျူးပြူပါလားမင်းလူမင်းလဲကျူးပြူရမယ်ဆိုတော့တရားမတွေ့ရသေးဘူးပြည်သူ့အင်ဒရာဂျွန်စွန်တို့လည်းများလဲမတွေ့ရသေးဘူးတရားမတွေ့ရသေးဘူးဒါပြည်သူ့အင်ဒရာဂျွန်စွန်လည်းများဆိုလဲဒါရဲဘော်၃ချိန်ရဲဘော်၃ချိန်ကမော်ကုံးရင်ပုတ်ကူရဲ့မီးတွေပုတ်ပုတ်ကွယ်မီးနော်အင်ဒရာဂျွန်စွန်ပုတ်ကွယ်မီးဖြစ်တော့နော်ရဲဘော်၃ချိန်တော့တကယ်ဟိုလွတ်လိုက်ဟိုကျူးပန်းခဲ့တဲ့ရဲဘော်၃ချိန်ကမော်ကုံးရင်ပုတ်ကူရဲ့ပုတ်ကူတအုပ်ရဲ့မီးဖြစ်တဲ့အခါကျတော့နိုင်ငံတော်ကတော်တော်များများသူတို့ တော်တော်နဲ့တညာစဉ်းစားပြီးတာများတယ်။ရာသာနေဝင်လို့ထင်းနိုင်ကျဲပေါက်တော့ရရှောက်လို့လည်းတညာစဉ်းစားပြီးတယ်။မမရန်ကြီးပြောထားလဲတညာစဉ်းစားပြီးတယ်နိုင်ငံတော်ကြောက်တော့။ဒါဆိုတော့ဒါအော်နိုင်ငံတော်မှာနိုင်ငံတော်လက်လိုက်ရဖို့တော့ရဲဘော်တုံးကြီးကမိသားစုကိုချူးစားခဲ့တယ်မိသားစုဝင်တွေကမိပြီပဲဆိုတာမျိုးဒီလိုဒီလိုတညာပြီးတယ်ပေါ့နော်။ဆိုတော့အခုအခုချိန်ထိတို့ဒီလိုတို့အဲ့တော့ကျွန်တော်တို့လူတွေအတွက်ဗာပြန်လုပ်ပြီးတယ်လဲသူ့ပညာနဲ့နိုင်ငံတော်ဒီဆောက်ပြီးမလုပ်ပြီးလို့မင်းဒီစားလုပ်ပြီးထားတော့ကျွန်တော်မတွေ့ရသေးဘူး။ခုတော့အနောက်ချက်ပေးခဲ့တာဆိုတော့နောက်ချက်ကတော့တို့တော်တော်လေးပြီးခဲ့တာကိုတွေ့ရတယ်။နောက်ချက်တော်တော်ပြီးခဲ့တာကိုတွေ့ရတယ်။ဆိုတော့ဒီအနောက်ချက်ပေးခဲ့တာကနေပဲ တိုင်းပြည်ကတည်သူလူကအတွေးမှအမြင်မှလမ်းမပြီးစီဒီအမ်လောက်ကြနောက်ဆုံးလမ်းပေါ်တက်ပြီးတော့တေချာချီချာတက်ချာဖြတ်ချာတော်ရဲရောက်သွားတေချာချီချာနဲ့ဖြစ်ကုန်တယ်တချို့တွေဘွားတွေပြက်ကုန်တယ်ဒါပေမဲ့တို့ကတို့ကိုတို့မှားတယ်လို့တောင်းမှန်ကောင်းမှန်းမသိဘူးအခုချိန်ထိပြည်သူလူအင်တော်ကျွန်တော်တို့တို့ရဲ့ကိုမှားတယ်လို့တောင်းမှန်ထားတာမရှိသေးဘူးမှားတယ်လို့လည်းဝန်ခံတာမရှိဘူးပြည်သူလူအင်တော်ကျွန်တော်ဘာပဲလူမဲလို့လည်းဝန်ခံထားဘူးဒီလိုပဲဖိုးဖေးလို့ရတော့ဆက်ဝန်ခံထားပါဘူးတမောင်မြင်လို့လောကဝန်ခံအဲ့လိုပဲဦးမြရှင်တွေတချို့နာမည်တက်ပြောအများကြီးပါအဲ့တော့လောကဝန်ခံမထားဘူးဆိုတော့ဟိုတော်တော်လေးတော့ဆောကြည့်ပါ ူတချို့ TV channel line လိုမျိုးပါလို့ညာလို့ဆိုလို့ရှိရင် PDF တွေထောက်ပို့လုပ်ခဲ့တာပဲဒါပေမဲ့အခုဆိုရင်သူတို့မသိချင်ဆောင်ပြီးနိုင်ငံတော်နဲ့ပြတွေ့လို့နေကြတာပဲဆိုတော့ဒါတွေကအလကားတော့မဟုတ်ဘူးတော့ဒါကြောင့်လူကြီးတွေကတက်ညာစဉ်းစားပေးခဲ့ပြီးတော့နောက်ဆုံးမှာအဲနောက်နောက်ဒါမျိုးတွေမလုပ်ဖို့ဆိုတာမျိုးသူတို့တော်တော်စဉ်းစားပြီးတုတ်ပေးရတဲ့သဘောရှိရပါတော့ဒါကြောင့်သူကဝန်ကြီးကတောင်းထည့်ပြောတယ်လို့မြင်ပြီးတော့နောက်တစ်ခုကရုပ်ရှင်အစီရုပ်ရှင်ယုံနေတဲ့ဆွေးနွေးရဆွေးနွေးပွဲမှာကျတော့အဓိကဆွေးနွေးကဒါဖြစ်နိုင်ခြင်းရှိလို့ရတယ်ကရုပ်ရှင်ယုံနေမှာဇက်ကားတွေယုံတဲ့ကိစ္စပြဿနာကြီးတက်နေတယ်ဘာတက်လဲဆိုတော့ရုပ်ရှင်ယုံပိုင်ရှင်တွေရုပ်ရှင်ထုတ်လုပ်သူတွေရနော်သူတွေရအဲ့လူတွေရဈာမှာပြဿနာရှိတယ် ဥပမာဆိုရပါစို့မနေ့ကရိုက်တဲ့ကားကဒီနေ့ရုပ်တင်လို့ရတယ်ဒါပေမဲ့ဟိုလုံခဲ့တဲ့၄နေ့ကရိုက်တဲ့ကားကိုရုပ်တင်လို့မရဘူးအတချို့ကပြောရုပ်ရှင်ထုတ်လုပ်သူတွေကပြောတာကနီးမမှန်ဘူးပြီးတော့ပေးသက်အားပေးဖို့မရှိပဲလို့သူတို့ပြရပြတဲ့စီကုန်ကျစီများတယ်ကိုပြတဲ့ကုန်ကျစီများပြီးတော့သူတို့အနေနဲ့ဘလို့မှအများဆုံးအချိုးမြတ်မထုတ်ဘူးပေါ့နော်ဘလို့မှလည်းသူတို့ရှုပ်ပေါ်တာများတယ်ဒါကြောင့်မလို့သူတို့အနေနဲ့ကရှင်းပြရတော့ဟိုပေးသက်လည်းကြည့်ရမယ်ပေးသက်လည်းကြည့်ကြိုက်တယ်ကြည့်ရမယ်ပေးသက်လည်းကြည့်ရမယ်ပြီးတော့အများဆုံးလည်းတိုက်ရထုတ်ရှိရမယ်အချိုးမြတ်မရှိရင်တော့ရုပ်ရှင်ဆက်လက်ပြောမှုလည်းသူတို့အချိုးမြတ်ရှိနေကားတွေရိုက်ဖို့ပြီးတော့ရုပ်ရှင်ရုံကရုပ်တင်ပြတာဖို့အဆင့်မမှီလို့ပေါ့ဆိုပြီးသူတို့ကဒီလိုပြောတယ်ဆိုတော့ ျွန်တော်တော့ရွှေရှင်ယုံဘိုင်းရွှေရှင်ယုံဘက်ကနေပြောရတော့အဲ့တိုင်းပြောကြတယ်ပြောကြတာပေါ့နော်သူအဓိကတော့ဒီလက်စင်မီကိစ္စလို့ဆိုတော့ဒီအဓိကပြောတယ်နောက်တစ်ခုကဟိုအစ်မမီဘူးပဲပြဖို့လေအမီဦးဆောင်ပြောတယ်ကျွန်တော်ကတော့အဲ့လိုအဲ့ဒီအမီနဲ့ရာနုတွေတတ်တူလို့မချအောင်ကျွန်တော်ရှူတော့မှာတတ်သက်ရှိပါတယ်အစ်မမီဦးမီလဲဆိုတာကိုပြည်သူကပဲဆုံးဖြတ်ပါလိမ့်မယ်ကြည့်ရသူကဆုံးဖြတ်ပါလိမ့်မယ်ပြီးတော့ရွှေရှင်လောကမှာဖြစ်နေတဲ့ဇာတ်လမ်းတွေရှိပါတယ်တချို့ရွှေရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေရဲ့ဗီဒီယိုကားတွေကြာရင် Facebook မှာတအားကိုတခါတည်းကြော်ညာအားကိုအုံနေချင်းနဲ့လုပ်တယ်ဒါပေမဲ့တချို့ကားတွေကြာရင်အဲ့ကြော်ညာ post တွေတက်လာမှောက်ပြီး one to report ထုတ်ချတဲ့အုပ်စုကတတ်သက်ရှိတယ်အဲ့ဒါချင်းချင်းလုပ်နေရတယ်ရွှေရှင်လောကသားတွေချင်းချင်းလုပ်ကြတယ်တကယ်ရှိတယ် ဒါထောက်တော့ကျွန်တော်ရုပ်ရှင်ထုတ်လို့ကျွန်တော်ရုပ်ရှင်တကကိုကိုကလူပညာကို share လိုက်လိုက်တော့ရိုက်ပြီးတော့ကျွန်တော်က special ရိုက်ပြီးတော့ကျွန်တော်ကပတ်ဆိုပြီးကျွန်တော်ရုပ်ရှင်ပြောက်ထူတာကြောညာတယ်ကြောညာကြောညာ Facebook မှာကြောညာနေဘာညာဆောက်ဆောက်ကြောညာတော့ကျွန်တော်အချိန်မှာကျွန်တော်ရဲ့ post တွေ Facebook မှာတက်လာတဲ့ခါဝိုင်းပြီးတော့ report ထုတ်ကြမမြင်အောင်လုပ်ပြတယ် community ညအောင်လုပ်ပြတယ်ကြောက်လို့ဆိုတော့အဲ့လိုမျိုးဘယ်လိုလုပ်လဲဆိုတော့အုပ်စုတစုကလုပ်တယ်အုပ်စုတစုတော့ငါစုလောက်ပါလုပ်တယ်တို့မှာ group လေးရှိတယ် group လေးရှိတယ် တော့ကျွန်တော်ကျွန်တော်ကနာမည်တော့တက်ပြောခဲ့ပြီခုနာမည်တက်ပြောတာမလုပ်ပါဘူးဘယ်သူတွေလဲဆိုတော့အဲ့ဒီလူတွေသူတို့ကိုသူတို့ကိုသူတို့သိတယ်သူတို့ကိုသူတို့သိတယ်သူတို့ကိုသူတို့ကောင်းကောင်းသိတယ်ယတန်ယတန်ကောင်းဆုံးမှာတမားသူရဲ့ထမင်းလို့ကိုပုတ်ချတဲ့ဗီဇာမှရိုင်းနိုင်ရန်ကားလို့ခေါ်တယ်ဒါမလုပ်သင့်ဘူးကျွန်တော်မြင်တယ်အဲ့တော့လူတွေကြားမှာအဲ့ဒီရုပ်ရှင်ကားရဲ့ကြောင်ညာတွေကမျက်မျက်မျက်မပြတ်နိုင်တဲ့ခါကျတော့မပြတ်မပြတ်သွားတဲ့ခါကျတော့မပြတ်သွားတဲ့ခါကျတော့ကြည့်မယ်လူတွေကကြည့်ရကောင်းမလားမသိတဲ့ခါမလာဘူးမလာတော့ရုပ်ရှင်ရဲ့အရေးသူမသိတော့ဒါကြောင့်ကျွန်တော်ကျန်တဲ့ဘက်နဲ့ဟိုမီနီကင်သောတို့ဇာကားတော်မှာပဲမှာအကယ်ဒမီဆွေးရဲ့မီနီကင်သောတို့ဇာကားတော်လူကြီးနေတယ်ရှုံးတယ်ဒါပေမဲ့အမှုပညာအရာလူတွေကချစ်ချူးတယ်ဒါပေးသက်ကအမှုပညာအရာချစ်ချူးတယ်ပေးသက်ကမချစ်ဘူးမြဲ နုပညာအရာအချီးကျူးခံရတာဒါဘာပြရလဲဆိုတော့သူဇာကအရေးသူအရေးချင်းရှိတာပေါ့လားသူကပြဖို့အရေးချင်းမပြပါဘူးဆိုရင်အဲ့ဒီမီနီကန်တော့ဇာကကိုမီးလို့ပြောမှာလားဆိုတော့ပရိသတ်ကြည့်တာကမှရေးချင်းမီးလို့သတ်မှတ်တာကြည့်ဆိုရင်ခင်ဗျားခုရိုက်နေတဲ့ဇာကတွေကတော့ချစ်ချစ်ကြိုက်ကွဲညာဟာတာနဲ့ပေါက်တော့ရရအခုရိုက်နေတာပဲခင်ဗျာဒူအောင်လို့တိုင်ရောင်လို့ဟိုရိုက်နေကြတာပဲအဲ့ကောင်တွေရိုက်နေတယ်ဇာကချူးလေးလို့အခုဆိုရင်တော့ပေါက်နေတာကချူးလေးလို့ဒူအောင်လို့မင်းမြင့်မို့လို့အဲ့တိုင်ရောင်လို့ဒီကောင်တွေကထက်ကရိုက်နေတာမင်းမြတ်ပေါ့ဒါနဲ့ထက်ကရောက်သွားတယ်ဒါပေမဲ့သူတို့ရဲ့ဇာကတွေကတော့ကျွန်တော်တို့ပရိသတ်တွေဘာရပါလဲဘာမှမရဘူး တို့ဟာတို့ပေါ်ပေါ်လောက်လှုပ်ချင်တာရှောက်လို့ထင်းတိုင်းချင်းပြပြချင်တာရိုက်ချင်တာရိုက်ပြနေတော့ကျွန်တော်တို့ဒီဘက်ကပိဿတရသွားကြည့်ကြည့်တယ်ပိဿတရလည်းကြည့်ရပြကျွန်တော်တို့ပြည်ပိဿတရကြည့်ရလို့ကြည့်ကြတယ်ကြည့်ကြတယ်ပေါ့နော်အဲ့တော့သူ့ပိဿတရနဲ့သူ့ရဲ့ဘွားတော့အန်ကိုက်တော့ဖြစ်တယ်ဒါပေမဲ့တရားမျှတမှုကသူ့မှာမရှိဘူးဆိုတကယ်ရိုက်ထားတဲ့ quality မီမီရိုက်တဲ့ရုပ်ရှင်ကားတွေမှာကျွန်တော်ပြတ်တယ်ပေါ့နော်အဲ့တော့ပြပဲဆိုရင်တပတ်တော်ကိုနှစ်ရက်သုံးလောက်ကြာကျွန်တော်တို့ဆွဲချထားတယ်ရုပ်ရှင်ထုတ်လို့ကုန်ပြီရတယ်အဲ့ဒါကိုရုပ်ရှင်ထုတ်လို့ကုန်ပြီရတယ်ချိုးရတယ်ထင်းတိုင်းချင်းကစားတယ်အဲ့တော့ဟိုအရင်တော့လေစင်ဆာစနစ်နဲ့ပြန်သွားပါပြန်သွားရင်စင်ဆာစီနီယာနဲ့မသွားရင်မရဘူးလားပေါ့နော် စင်ဆာစီနီယာနဲ့အဲသွားရင်ပို့ပြီးမကောင်းဘူးလားဆိုတော့မြူတွေတွေးကြဖြစ်လာတယ်ဟုတ်ပေးသားကကြည့်ပြီးမကြိုက်လည်းတချမ်းမပေးလည်းဘာမှမဖြစ်ဘူးဗျာအဲ့လိုရွှေ့ချပိုင်ချင်တော့အဲ့လိုမကြည့်တော့ငါရှုံးတော့ဘူးရွှေ့ရှင်ရုံထောင်တာရှုံးမှုရှုံးလည်းရှုံးတာလည်းခံနေရမယ်အမျက်တောင်လည်းစားခြင်းရင်ရှုံးတာလည်းခံနေရမယ်ဆိုတော့အမြင်နဲ့မျက်နေတာကြည့်ဖြစ်လို့မရဘူးဗျာအဲ့ဒါကလည်းရွှေ့ရှင်ရုံဘက်ကလည်းပြင်ရတယ်ပြီးတော့နောက်တစ်ခုကဟိုရွှေ့ရှင်လောကသားကြီးတွေမှာအချင်းချင်းရှင်းပြရင်တော့ဘယ်အုပ်စုဘယ်အုပ်စုလို့ဘယ်လိုဆိုဘယ်လိုလုပ်ပါအုပ်စုအုပ်စုလည်းပြိုင်ပြီးအုပ်စုအုပ်စုလည်းဆွတ်ချဖို့ကြိုးစားရတဲ့ဇာတ်လမ်းတွေလည်းရှိတယ်အဲ့တော့ရွှေ့ရှင်လောကသားကြီးတွေနဲ့ကိုကူကူတာဝန်တန်ဖြစ်တာတာဝန်တန်ဖြစ်ပြီးတန်ကြီးတက်တဲ့ပုံမျိုးမဖြစ်အောင်တော့ခင်ဗျားတို့လုပ်ကြဖို့တတိထားကြဖို့လိုတယ်ကိုယ်တိုင်ပိုင်ကိုပြင်ဆင်ကြဖို့လိုတယ် ဒါလောက်ရုပ်ကန်းတဲ့အတိုင်းပိုင်းလို့လူတွေပြောမခံအောင်ခင်ဗျားတို့ပြင်ဆင်ကြပါဦးတတိချကြပါဦးလို့ရတယ်။အဲဒါကရုပ်ရှင်ရုံဒီမှာအခုနိုင်ငံတော်တချင်းမဆိုကြအောင်။အဲမစရက်ပြဿနာလဲအစည်းအဝေးမှာဆွေးနွေးကြတယ်လို့ကျွန်တော်တို့ခံမမိပါဘူး။ခံမမိပါဘူး။ဆိုတော့ရုပ်ရှင်ရုံဒီမှာတချင်းမဆိုကြအောင်နိုင်ငံတော်တချင်းတချင်းဖွင့်တယ်။ဖွင့်တယ်ချင်မှာအားလုံးမတ်တက်ရကြရမယ်ဆိုတော့ရှိတယ်။အဲဒါကိုရုပ်ရှင်ရုံပိုင်းရှင်တွေကဒီလူတွေကိုရုပ်ရှင်ရုံလာကြည့်လူတွေအလေးချင်းလုပ်ပေးရမယ်တာပေါ့ရှိတယ်။ဒါပေမဲ့တို့ကမလုပ်ဘူး။လူတွေကတို့အတမျိုးမြင်မှာဆိုလို့စက္ကစစစ်ကောင်စီဘာညာအဲ့လိုမြင်မှာဆိုလို့ဆိုတဲ့သဘောမျိုးနဲ့မလုပ်ကြဘူး။ရုပ်ရှင်ဘုန်းခွဲမှာကြောက်လို့စသဖြင့်ခေါင်းစဉ်ပြုံးစုံပြောကြတယ်။ဒါပေမဲ့ရုပ်ရှင်ရုံကရတဲ့အကျိုးမြတ်ကိုလိုချင်တယ်။ဒါပေမဲ့အဲ့ဒီ side effect ပေါ့နော်။တခြားသောဒီဆိုးရဆိုးကျိုးလေးချို့လို့မကြည့်ချင်ဘူးကြားချင်ဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာဒါတွေကမြန်မှန်ကန်မျှတာသလားပေါ့ရုပ်ရှင်ရုပ်ပိုင်ရှင်တွေနဲ့လည်းသတိရှိထားကြဖို့သင်တယ်ပေါ့နော်သင်တယ်ဆိုတော့ဟိုအခုအချင်းနေမဆိုကြဘူးဆိုတော့အလေးချက်မလုပ်ပေးဘူးရှင်ရုံးလေးလုပ်ပေးဖို့လိုတယ်လူတွေကတခြားဆိုတဲ့ခါမှာနိုင်ငံချင်းဖွင့်တဲ့ခါမှာလူတွေကမတက်ရမယ်အနည်းဆုံးလူမတက်ရကြီးနေပြရဒလူလေးတော့ရှိရမယ်ဒါပေမဲ့ရုပ်ရှင်ရုံးတွေမှာမလုပ်ကြဘူးအချင်းချင်းချားတယ်ဒါကြောင့်ဒါကိုနိုင်ငံတော်ကလည်းသိတဲ့ခါကျတော့အခုပြန်ပြောပြတယ်ပေါ့နော်ဆိုတော့နံပါတ်1ပြောရရင်ရုပ်ရှင်ရုံးတွေမှာလူတွေလူတွေ နိုင်တော်လန်လေးမပြူကြဘူးနောက်နောက်တစ်ခုကရုပ်ရှင်ရုပ်ရုပ်တင်စနစ်တွေကရုပ်တင်စနစ်စင်ဆာစနစ်မသွားဘဲနဲ့ဟိုငားနဲ့ခင်ရမယ်ရငါတို့ပတ်သက်ရပတ်သက်ကြောင့်ဒီလက်ရှိဈေးဘက်ပေါက်တဲ့ဟာကိုလိုက်ရိုက်ရအောင်ပေါ့ပေါ်ကားတွေရှောက်ရတာပေါ့ပေါ်ကားတွေပေါ့နောက်အဲ့တော့ကျွန်တော်တို့ပို့နေပြောပါမယ်ထူအောင်လို့တိုင်ရွန်လို့အဲ့ဒီကောင်တွေရိုက်တဲ့ကတသလုံးကျွန်တော်မကြည့်ဘူးဟုတ်ခင်လိုက်တော့ပါလေပညာရပညာရဟာသပြုစုစုဆောင်ပညာတော်တော်တဲ့တုံဆောင်ပညာရှိပါဟာခင်လိုက်ဒါပေမဲ့ ကြီးပေါ်ကြီးဖြစ်နေတယ်ကျွန်တော်မကြိုက်ဘူးပွင့်နေပွင့်ကောင်းပါလေသူတကယ်တော့လေဒါပေမဲ့ပေါ်တော့ရိုက်ရိုက်နေတယ်တကယ်အနစ်တင်မလာဘူးပေါ်တော့ရိုက်ပြတာများတယ်ကကျွန်တော်တော့သိပြီတော့မကြိုက်ဘူးဘာလို့လူတွေကိုဂလိထုတ်ပြီးခိုင်းနေတယ်ဇက်ဝင်ကမ်းမျိုးနဲ့လုပ်နေတယ်ချူလေးတို့ပါတော့နော်ကျွန်တော်အဲ့ဒီရုပ်ရှင်အခုနာမည်ပေါက်နေလူတွေအကုန်လုံးကျွန်တော်တို့ရဲ့ character တွေလိုက်ကြည့်ကြကျွန်တော်တော့အားသိတယ်တို့တို့ကကိုပိုင်ကိုပိုင်ဝါရီကနောက်ကျောင်းရတယ်အကုန်လုံးမရှင်းကြဘူးတိုင်တော်ဆိုလဲခဏသူ့လူမွေးပြဿနာပို့တော့မှဖြစ်တယ်ဒါပေမဲ့ရုပ်ရှင်လောကကြီးကလူတွေကအဲ့လိုကြီးပဲဟုတ်ရှိတယ်ချူလေးဆိုလဲဒရင်မျိုးထွက်ခဲ့တာဆိုတော့ပြန်တွေ့ကြည့်နော်မင်းမျိုးမို့လဲထွက်တာပဲနော်ဒါအဲ့လိုသူတို့တွေကမင်းမျက်ဆိုလဲခင်ဗျားမပြေးပြပြောနေရတယ်အောင်မရှိဘူးပြောနေဆိုတော့ဆိုတော့သူတို့တွေက လို့ရှိရင်လောကသားတွေကကျွန်တော်စံထားရမယ့်ပုံကိုလို့ကျွန်တော်ထင်ထားတာဘယ်ဟုတ်မလဲသူတို့ကလူငွေကိစ္စတွေမှာတော်တော်ကိုရှုပ်တဲ့အုပ်စုတွေဖြစ်နေတာတော့တွေ့ရတယ်။အဲတော့ဒီပေါ်လေဒါတော့လေအမှုပညာဆောင်မထိနိုင်ကြဘူးဒီလိုပဲကျွန်တော်မှတ်ပါတယ်။ဆိုတော့ဒါတွေကဆင်ရမယ့်ကိစ္စတွေတော့လို့ရှိရင်စင်ဟိုစင်စာဆင်နေတယ်မတော်ပဲလက်တင်ရဆိုတော့ခေါ်ပေးတဲ့ဇလန်တွေကို short တင်တယ်။လို့ရှိရင်ဒီမှာလေးအဲလေးပြေးလေးပြေးကိုလိုအပ်တယ်။နောက်တစ်ခုကပါလဲဆိုတော့နိုင်ငံရေးမှာဝင်မရှုပ်ကြမရှုပ်တင်ရတယ်မရှုပ်ဖို့ပြောတယ်နောက်တစ်ခုကတော့နောက်ဆုံးနောက်တစ်ခုကိုပြောချင်တယ်ရုပ်ရှင်အစည်းအုပ်ရုပ်ရှင်အစည်းအုပ်ကတော့ပုံမှန်ပြောရရင်တော့တကယ်လို့အနာဇက်ကအနေနဲ့ရွေးကောက်ပဲလုပ်မယ်ဆိုရင်ရုပ်ရှင်အစည်းအုပ်ရွေးကောက်ကိုလည်းလုပ်တင်တယ် ပြင်ဆိုင်ဝင်ကြီးနားနေတယ်ဥဆောင်ပြီးတော့ဒါမှမဟုတ်လေရွှေရှင်စီယုံကရွှေရှင်လောကသားတွေစုပြီးတော့ညီလာခံတစ်ခုခေါ်ပြီးတော့စီယုံကရုပ်ောက်ပေါ်ပြန်လုပ်တယ်ရွှေရှင်စီယုံရဲ့ဥက္ကဋ္ဌတွေနေရာအပြောင်းလဲဖြစ်တဲ့ဖြစ်တဲ့နေပြီစီယုံကပြန်ပြီးတော့ဝါလုံးလို့လုပ်ပြီးပြန်ပြီးတော့ပြောင်းလဲဖို့လုပ်ပြီးတော့ရွှေရှင်စီယုံနဲ့မှာဟိုတက်တော်ရှင်တကြဦးတွေရောက်နေအများကြီးပဲဆိုတော့ဒါပါလဲဆိုတော့နိုင်ကနေရာမရှိမှနိုင်ကမှရှိလိုက်ရတယ်ဒါပေမဲ့တချို့နေရာကြီးရွှေရှင်စီယုံကိုလဝကြီးဥက္ကဋ္ဌရတယ်လို့ရှိတယ်ဖြစ်တယ်ဟုတ်မှာဆိုကြပါဆိုဒုက္ခရတွေဆိုရင်ရာသက်ပံလို့ဖြစ်နေတယ်ဒီရွှေရှင်စီရဲ့ပေါ်ဒီမစီမင်းနဲ့မှာဒုက္ခရအကြောင်းဘာမှရေးမထားဘူး။အဲ့တော့ဒုက္ခရတွေရာသက်ပံလို့ဖြစ်တယ်။ခင်ဗျားတို့ပြန်ပြောမယ်ဥယျာဉ်ကျူလေးလို့ဥယျာဉ်ကျူလေးလို့မျိုးရွှေရှင်စီရောမှာကြာပြီဘယ်လောက်ကြာလဲ ကျွန်တော်ကျွန်တော်ထင်တယ်ကျွန်တော်အသက်ရထော့လာတော့ရှိနေမှာမဟုတ်ဘူးလူရှင်စီယုံမှာ तू ပဲပြောကြတာလူရှင်စီယုံမှာ तू ပဲလူရှင်စီယုံတစ်ခုပဲ तू မှာလူလူရှင်စီယုံကသူ့အိမ်ထဲပို့ပြီး तू ကတမုတ်ကြီးနေတမုတ်သူ့ထက်အရမ်းကိုအလုပ်ဖြစ်တယ်နောက်ဇော်မင်းဟန်တာမြင်ထင်တယ်ကျွန်တော်အဲ့ဒီရောက်နောက်ဟိုဗာလဲနောက်ဥဆောင်မင်းလူရှင်ယုံမှာရှင်မင်းလာသူတို့တော့ကဒုက္ခရ1 2 3တော့ကအပြောင်းလဲမရှိဘူးကြိုက်တဲ့ဥက္ခရတက်လာတယ်အပြောင်းလဲမရှိဘူးကျွန်တော်ကြည့်တဲ့လောက်တန်တန်း3ခုလောက်နေမှာသူတို့ပဲဆိုကျွန်တော်စဉ်းစားနေတာလူရှင်စီယုံရဲ့ဒုက္ခရတွေကပါတက်တော်ရှိတယ်တန်တန်း ပြောင်းစရာမလိုတဲ့သူတွေဖြစ်နေသလားဒါတွေပြုတ်ရင်ပြောင်းလို့မလိုဘူးလားအဲ့တော့ကဘန်နာရေးမှုလို့အဲ့တော့ကရုပ်ရှင်စီရုပ်ရှင်ရုပ်ရှင်စီဝဲစီစီကော်မတီဖွဲ့တဲ့ခါမှာဘလို့ဖွဲ့တယ်လေဘလို့စနစ်တကျပြောင်းပြောင်းပြုတ်လို့ဖွဲ့စည်းပုံတင်ဖွဲ့စီစနစ်တကျပြန်ရေးဖို့လို့ခက်စနစ်နဲ့လျော်ညောင်းဖို့ပြီးရုပ်ရှင်စီဥက္ကဋ္ဌနေရာနဲ့မှုဆောင်နေရာတွေပြန်လည်ရွေးကောက်တင်ပြဖို့လိုလာပြီအဲ့တော့ဦးကြည်စောတော့ ਨੇ အရင်ခောက်တယ်မှာခဏခဏပြောတယ်မှာဦးကြည်စောတော့ပြောပါတယ်အာကျွန်တော်မေးမေးအဲ့ဒီပြောပါကွာငါတို့ဘသူဥက္ကဋ္ဌဖြစ်တင်လဲငါနားကျင်နေပြီကွာဘသူဥက္ကဋ္ဌဖြစ်တင်လဲသူကျွန်တော်အဲ့လိုပြောတယ် ဆိုတော့သူတကယ်နားကျင်လို့ပြောတာဆိုရင်တော့လည်းကောင်းပါလေတကယ်နားကျင်လို့သူဘသူဩဃာဖြစ်တယ်လဲပါလဲကျွန်တော်မေးတာဆိုရင်လည်းကောင်းပါလေဒါပေမဲ့သူမေးတဲ့မေးခွန်းရဲ့အဓိပ္ပာယ်ကသူပဲသိမှာပေါ့နော်ကျွန်တော်တော့မသိဘူးဘာလို့ဆိုတော့ကျွန်တော်တော့သူတကယ်နားကျင်လို့နားကျင်လို့တကယ်ပြောတယ်လို့ယာယာပြောကျွန်တော်စဉ်းစားမိတယ်သို့တော့ဟုတ်ပါမလားလဲတန်တရားလေးရှိသေးတယ်ဒါဒါကျွန်တော်အမြင်ပါပို့လိုက်ပြောတော့အဲ့တော့သူကသူကနားကျင်တယ်လို့သူပြောတယ်အဲ့တော့သူ့မြန်မာနောက်တဲ့တရားဩဃာတရားကိုပြောတယ်ဘသူအမြင်မလဲအဲ့တော့ရီကော့မီတင်ပါရအဲ့တော့ရီကော့ပွဲလုံးတင်လာသူလုံးတင်လာဖို့ပါညာသူသူပြောတယ်သို့တော့တကယ်ဖြစ်မှာမဖြစ်လားမသိဘူးကျွန်တော်တို့ဖြစ်ဖြစ်နေတယ်ရီကော့ပွဲမျိုးလုံးရွှေ့ရှင်စီအောင်ရွှေ့ရှင်စီအောင်ရီကော့ပွဲပြန်လုံးတင်တယ်နောက်တစ်ခုကကျွန်တော်နိုင်ငံမှာရှိတဲ့အသင်းဖွဲ့တွေရှိတယ်မှာကျွန်တော်တို့သတင်းစာဆရာအသင်းဆိုလဲကျွန်တော်တို့သိတာမသိလိုက်ဘူး ဘယ်တော့မှဘလူကောက်ဖွဲ့ဖွဲ့လိုက်မယ်ကျွန်တော်သိအောင်ကျွန်တော်မသိကျွန်တော်တနက်လာဆရာမဟုတ်တော့တယ်ကျွန်တော်မဟုတ်တော့တဲ့အတိုင်းပဲကျွန်တော်သိအောင်သိဘူးကျွန်တော်လည်းအသိဝင်မယ်ဒါပဲသိအောင်သိဘူးဘယ်တော့မှဘလူရွေးချလိုက်မယ်ဒီယူပါပြီအဲ့လိုရှိတယ်အခါကျရင်ဟိုလက်မကြီးအုပ်ကြတော့ဗျာလူတွေကဒီဒီဘုံချုံကြီးမြောက်လိုက်လို့ဒီစစ်တပ်ကဘုံချုံကြီးကထိုင်ကုန်မဲ့တယ်လို့ဘာလို့ပြောရမလဲတချို့တွေကတို့တချို့တွေကဟိုကနိုင်ငံတော်အဆင့်အာဏာကိုမက်တာလို့ပြောရင်တော့လက်ခံလို့ရရမယ်ဒီလူတွေကဘာမှမဟုတ်တဲ့ထိုင်ကုန်မက်တာ yes တယ်အဲ့လိုဆိုတော့စဉ်းစားကြည့်ပေါ့ဗျာအဲ့တော့ကျွန်တော်ပြန်တွေးကြည့်တယ်လူတွေကဘယ်တော့ထိုင်ကုန်မက်ကြတယ်ထိုင်ကုန်တော့မက်ကြတယ်ဘာမှမဟုတ်တဲ့ယာလူတွေလည်းမက်တာဥက္ကရာဆိုတက်တာတိုက်တာအဲ့တော့ဟိုအခုပြန်ရွေးချယ်တယ်ဆိုလဲသိအောင်မသိဘူးတင်းစားဆရာတင်းဆိုဒါကျွန်တော်တင်းစားဆရာသိအောင်မသိဘူးကျွန်တော် ဖေ့စ်ဘွန်မှာတခါနေတက်လာတော့ဩအဲ့လိုလုလိုက်ပြီလားကျူတင်လဲကျင်ညာထားခြင်းမလို့ဟာဖလိုးလုံးကျွန်တော်တို့လက်သိအောင်မသိဘူးပြောချင်တာတကယ်တော့ဒါကြီးကပေချာရွတ်ချင်ပါဆိုယာယီလို့တော့ပြောတာပြီးတော့အဲ့မှာယာယီဆိုပြီးတော့ဟိုသတင်းစာမဟုတ်သတင်းစာဆရာမဟုတ်တဲ့သူကဝင်ထိုင်လို့ထိုင်ဂျာနယ်လစ်မလုပ်ဘူးတဲ့ကောင်ကဝင်ထိုင်လို့ထိုင်နေကျွန်တော်ကြည့်နေလွယ်တော့လွယ်နေတယ်ပေါ့ဗျာအဲ့လိုလည်းရှိတယ်ရုပ်ရှင်စီယုံလည်းအဲ့လိုပဲဟိုရုပ်ရှင်စီယုံကြီးအဖြစ်ဖြစ်နဲ့ကြားလိုက်ရင်ဟိုကြောက်ရအောင်လည်းပေါ်တူဖြစ်သွားနိုင်တယ်အဲဒါကြောင့်နိုင်ငံတော်နည်းနဲ့လေတေချာစဉ်းစားပြီးတော့စဉ်းစားပြီးတော့တေချာရုပ်ရှင်နဲ့ပတ်သက်ရုပ်ရှင်စီယုံနဲ့ပတ်သက်တေချာကိုင်းလို့လို့ပြီးစားတယ်ပေါ့နော်ဒါတော့ကျွန်တော်တိုက်တွန်းချက်ပါအဲ့တော့ဒါရုပ်ရှင်နဲ့ပတ်သက်ဆက်စားတယ်အခုဆက်ပြောရတာပါအဲ့တော့ဒါပြီးတော့အဲ့နောက်မှာကျွန်တော်ဒီနေ့ အဲလဲခူကဖြစ်စင်းလေးကိုပြောပါမယ်ဒါလည်းကျွန်တော်တို့တိုက်ကြည့်တော့ဟိုဟိုကျွန်တော်ဟိုတော့စိတ်မကောင်းစရာတည်းတစ်ခုပါလဲခူမျိုးမှာဖြစ်သွားတဲ့ကိစ္စ22ရက်နေရမေလ22ရက်နေဖြစ်တာပါအဲ့ဒါပါဆိုတော့လဲခူမျိုးနဲ့အောင်ပုံးပြေဆိုတဲ့ဘုံကြီးကြောင့်အဲ့ကြောင်းကကြောင်းနိုင်ရကြောင်းအဲ့ကြောင်းကကြောင်းနိုင်လို့ပဲခေါ်မလားကြောင်းပြည့်အေးပေါ့ကြောင်းနိုင်ပေါ့ဗျာဟွာရအောင်အဲ့လိုပြောပါမယ်အဲ့ကြောင်းနိုင်ဘုံကြီးကတဲ့သူ့ရဲ့တကားတကားမပေါ့တိတ်ကြောင်းတကားမပေါ့ဒါနဲ့ခုတ်တယ်တဲ့ဘုံကြီးကဒါဘုံကြီးကသူ့တကားမပေါ့ဒါနဲ့ခုတ်တယ်ဖြစ်စင်းမေလ22ရက်နေရဖြစ်သွားပါဆိုတော့ကျွန်တော်တော်တော်အားနေတော့ shock ထွက်ရပါဟာဘုံကြီးကြောင်းနိုင်ဘုံကြီးအဆင့် တောင်းတဲ့ဘုန်းကြီးဆိုတဲ့ညမှာလေဗျာတကယ်တော်လို့တကယ်လူတွေကြည်နိုးထားတာဆိုရင်ရပါတယ်ဒါပေမဲ့တချို့တွေကြတော့လေဗျာကျွန်တော်နိုင်ငံမှာဖြစ်နေတဲ့ပြဿနာဟိုမြေတွေကိုဘုန်းကြီးတချို့တချို့ကြားပြောတာမဟုတ်နော်တချို့ကြားကိုမြေတွေကိုကိုမြေကိုနိုင်ငံတော်ပြက်အက်ကမှာဆိုတော့အဲ့ကိုမြေထဲမှာဘုန်းကြီးကြောင်းနေရပြီးပြီးတော့ဘုန်းကြောင်းကြောင်းကိုကအစီအပြေဘုန်းကြီးကောက်ကုန်ကြောင်းနိုင်ခန့်ကြောင်းနိုင်ဘုန်းကြီးတက်ရောက်ပြီးရှိတယ်ကျွန်တော်ကလည်းမရှိဘူးဘုန်းကြီးအဲ့လိုမျိုးတွေလည်းအများကြီးပဲမှာတကယ်ကိုကတာသနာကိုလှုပ်ရှားကြတယ်လို့အဲ့လှုပ်ရှားကြတယ်ကိုမြေကိုပိုင်ဆိုင်မှုရအောင်တာသနာကိုလှုပ်ရှားခုလိုလိုကောင်တပုန်းကြီးအဲ့လိုမျိုးတွေပေါ့ဆိုတော့ဒီဘုန်းကြီးကတော့ကျွန်တော်နိုင်ဘုန်းကြီးဘယ်လိုဘုန်းကြီးဖြစ်လာလဲတော့ကျွန်တော်မသိဘူးတော့ဒီဘုန်းကြီးကတက်လာအတက်ကလည်းတက်လာပိုင်းမယ်တက်လာပိုင်းမယ်ရှိသေးတယ်ပေါ့ပုံရဆိုရင်လည်းကျွန်တော်ထင်တယ်အတက်က40ပတ်လေးတော့ပြေပါဦးလားမသိဘူးအဲ့လောက်ပဲရှိဦးမယ် တော့သူကចောင်းနေဘုံကြီးတဲ့အဲ့သူကသူ့ရဲ့တင်ចောင်းတကမကိုပြန်တတ်တယ်ဘာလို့တတ်လဲအဲ့သူကဟိုတင်ចောင်းတကတွေသူ့ကိုចောင်းနေတူထားတဲ့တကမပေါ့နော်အဲ့တော့သူကဘုံကြီးကအဲ့တိအဲ့ရပေါ့နည်းအဲ့တိမေလာ၂၁ရက်မှာသူကအဲ့တကမမင်းကားတော့မှနေတာမင်းကားတော့နေမှာမနေ့ပိုင်းမှာသူ့မိနေကောင်းဆိုပြီးဘုံကြီးဘုံကြီးကလာခေါ်တယ်အဲ့မှာဘုံကြီးကဘုံကြီးကလာခေါ်ဘုံကြီးကသူ့မိနေကောင်းဆိုခေါ်လို့သူကလိုက်သွားတယ်ကမ္ဘာလိုက်ပါလက်သွားပြီးတော့ဘုန်းကြီးကရောက်တဲ့ချိန်ကျတော့ကိုရီနေကိုဆော့ခန့်တော့ခိုင်းတာအားတို့သူ့အမေကိုတင်ခဲဆော့ခိုင်းတော့ဆိုက်တော့ကိုလိုနေရာလေးကိုခွဲပြီးလှုပ်ထွက်ပြီးတော့ပြောအဲ့ဒီကမ္ဘာကိုဒကမ္ဘာကိုတည်င်းအရာနော်ကျွန်တော်တို့ကိုကမြင်ရမှုတော့ပြောခဲ့တယ်အဲ့ဒီကမ္ဘာကအဲ့မှာချင်းမှုကျူးသားတယ်ကိုကြားတယ် အဲ့ဒါမှချင်းကိုကြိုးစားတယ်ကြိုးစားတဲ့ခါကျတော့ကမမဟုတ်ဘူးမလုပ်သေးဘူးဆိုတာအတင်းပြောရင်ပြောရင်ဟောပြနေတာဒီရုံးရင်ခစံကဖြစ်ပြီးတော့အထင်ထွက်ပြေးကိုကြိုးစားချင်မှနောက်ကနေဓာတ်လိုက်ခုတ်တယ်ကောက်တာတော့နောက်အဲ့မျိုးသမီးသိဆုံးသွားတယ်သိဆုံးသွားတယ်ပြီးတော့အသက်43နှစ်ရှိပြီတဲ့နော်မိလ23ရက်မနေ့ကရေဝဲသုံးတာမှတချို့ပြီးသွားပြီတဲ့ဒီကအဲ့တော့အဲ့ဖုန်းကြီးကဓာတ်လိုက်ခုတ်ပြီးတော့တော့ထွက်ပြီးတယ်ထွက်ပြီးတယ်ထွက်ပြီးတော့15မိုင်လောက်မှအများနဲ့15မိုင်မှသူမိတယ်တဲ့ပြန်မိတယ်ပေါ့နော်ဒီလိုသတင်းချော့တော့ပြန်မိတယ်မိတော့လောဆိုတော့သူဖုန်းကြီးလူဝဲလဲပြီးတော့ရေးဖို့လုပ်တယ်လို့ကြားတယ်ကျွန်တော်တော်လေးဒီသတင်းကြားလိုက်ခါနည်းနည်းတော့စိတ်ထဲမှာတော့ shock ဖြစ်သွားတာပေါ့နော်ဒါတွေက ကျွန်တော်သာသနာတော်အတွက်တားနေတာတအားကိုဘုနာပါလို့ဆိုသာသနာတော်ထိကြိုက်ဆုံးနေတာကြီးတယ်ဒါပေမဲ့တခုတော့ရှိပါတယ်ဟိုဟိုဘာလဲဆိုတော့သာသနာမှာတကယ့်ကိုဘာဖြစ်လဲဟိုတကယ့်ကိုကျွန်တော်တို့လေးစားကြည့်လို့ပြောလို့ဆရာတော်ကြီးနေရှိတယ်လို့သာသနာဖြစ်မဲ့လူလေးရှိတာခင်ဗျသာသနာဖြစ်မဲ့လူလေးရှိတာအဲ့တော့တခါတင်ကြရင်ကို့အတိုက်ပိုင်းကိုဖြစ်တာကို့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 ရဲ့အတိုက်ပိုင်းဖြစ်တာကို့အတိုက်ပိုင်းဖြစ်တာဆိုအဲ့ဒါပဲဆိုတော့ကျွန်တော်တို့ဂျန်လင်စင်ရဲ့ဂုံတိခါဂျာစင်းအောင်လုပ်တာဂျန်လင်ဂျန်လင်တီကိုရိုက်တယ်ရဟန်းတန်ခါကြီးရဲ့ဒီရဟန်းတန်ခါကြီးကြီးညိုပွဲဂုံဖို့တွေကိုဖြက်စီးတာလေရဟန်းတန်ခါဝတ်ထားတယ်ရဲ့ပဲလုပ်တာအပြည့်လူရဲ့လောက်ခက်တယ်အဲ့တော့တမတော်သားတွေရဲ့ဂုံတိခါဂျာစင်းအောင်လုပ်တာလေတမတော်သားတွေတွေရဲ့ချူပဲရဲတွေဂုံတိခါဂျာစင်းအောင်လုပ်တာလေရဲတွေရဲ့ချူပဲ နော်ဆိုတော့ဝန်ထမ်းတွေကိုလိကကြောင်းတယ်လေဆိုတော့ဝန်ထမ်းတွေကဆိုတော့ဝန်ထမ်းချုပ်တယ်ဒါကြောင့်ခုနကပြောလဲဆိုတော့ကျွန်တော်တို့စကလုံးလုံးရှိရင်လေပညာရေးရဲ့ရန်သူဟာပညာရေးဖြစ်လိမ့်မယ်ဆိုတာနော်ဆိုတော့စာတကြောင်းတွေဖြစ်ရတယ်တဲ့ပညာရေးရန်ရန်သူဟာစာတကြောင်းတွေဖြစ်ရတယ်ဆိုတာမျိုးလူပဲခုကျွန်တော်တို့ဒီသာသနာကိုဒုက္ခပေးတဲ့လူတွေဒီလိုသာသနာကိုဝှက်ထားတယ်သင်္ကန်းဝှက်ထားတဲ့သာသနာဟိုဘုန်းကြီးတွေကပေးတာပေါ့နော်ဆိုတော့ဒါကြောင့်ကျွန်တော်တို့ဒါကြီးကကြားပြီးတော့စိတ်ကြရအောင်ဖြစ်ဘူးတိုးတော့တိုးတော့ဒါဖြစ်လို့မင်းတို့ဗုဒ္ဓဘာသာတစ်ခုလုံးကဆိုတော့ဗုဒ္ဓဘာသာတစ်ခုလုံးတော့မဟုတ်ပါဘူးဒါဒီထက်ကဒီဖြစ်တဲ့တယောက်ပေါ့နော်ဒါတော့ဒီလိုပဲဖြစ်တဲ့တယောက်ပေါ့ကျွန်တော်တို့ဟိုမြေတရှင်ရှင်ပြီးသားတော့ရင်းတော့ဘုန်းကြီးဘုန်းကြီးဘဝနဲ့တော့လူဝဲလဲသွားတဲ့အထိ ူလည်းဒီဥစားရှောင်းရတာပေါ့နော်အဲ့တော့ဖြစ်တတ်တာပေါ့နော်ဖြစ်တတ်တာလည်းရှိတတ်ပါတယ်အဲဒါကြောင့်ဒါလေးကိုဟိုဒါကြီးကြည့်ပြီးတော့ဟိုဗာလဲဆိုပုတ်တဲ့မခုံးမတကောင်တကျထိုးပြီးတော့အလေလုံးတော့အပြစ်ရှာဖို့မဖြစ်သေးဘူးပေါ့ဒီလိုပဲကျွန်တော်တို့မြင်တယ်နော်အဲ့တော့ဒါလေးပြင်နေနောက်တစ်ခုကတော့ကျွန်တော်တို့ဒီလိုပဲတခါနောက်ထပ်ဟိုအဲ့ဒါမှချင်းမှုနောက်တစ်ခါမူရမှုနဲ့ပတ်သက်ပြီးတော့ဝါဒေတာလုတ်တဲ့လုတ်ရလေးတခုဒါလေးလည်းကျွန်တော်ဒီနေ့ထည့်ပြပါမယ်ဆိုတော့ဝါကဘာလုပ်လဲဆိုတော့ဝါကသူ့မိုင်းပေါက်ဒေတာမှာဝါထိချောဒေတာမိုင်းပေါက်မှာနော်မိုင်းပေါက်မှာ ရွယ်မြောက်သေးတဲ့မိန်းကလေးငယ်ပေါ့နော်တန်ငယ်မထိန်ပေါ့တန်ငယ်ပရိကျူးလုံနဲ့ပုဂ္ဂိုလ်တုံနဲ့ဝိရစီဝအလုံးကျုံသုံးဆွဲပြီးလူသက်မှုကျုံလုံခဲ့တဲ့ပုဂ္ဂိုလ်တုံသူတို့နှစ်ဦးကိုမေလာ၃၀နှစ်လေးကမိုင်းပေါက်ပြုတ်ပါအများပြည်သူရှိမှာပေါ့နော်တရားစီရင်ခွင့်အများသူပြည်သူရှိမှာတက်စီရင်ပြီးတော့တင်ပြပြလိုက်တယ်ဝါရရဲ့ဆိုတော့ဒီဖြစ်စဉ်မိုင်းပေါက်မှာလုတော့တယ်ဆိုတော့တယောက်ကတော့ဒီတန်ငယ်မထိန်မထိန်ကျင်တာပေါ့မိန်းကလေးငယ်လေးမထိန်ကျင်တဲ့နာမည်ကသူ့နာမည်ကရန်ရှီလို့ခေါ်တယ်ဆိုတော့တန်ငယ်မထိန်ပေါ့တန်ငယ်မထိန်ကျူးလုံဖြစ်တယ်ဒီဘက်ကတော့ဝိရစီအလုံးကျုံသုံးပြီးလူသက်မှုကျုံလုံနေသူကလီယမ်လီလီယမ်လီယမ်ဘောလီယမ်ပေါက်လီယမ်ပေါက်လို့ခေါ်မှာလီယမ်ပေါက်အဲ့လိုလီယမ်ပေါက်လို့ခေါ်မှာအဲ့ပုဂ္ဂိုလ်သူတို့နှစ်ယောက်စလုံးကိုမိုင်းပေါက်ကမိုင်းပေါက်ပြီးမှတရားစီရင် ကိုယ်မှာတခါလေသူတို့ခေါ်ယူအများပြည်သူရှင်မကားရည်နဲ့ခေါ်ထုတ်လာတယ်ခေါ်ထုတ်လာပြီးတော့အများပြည်သူပြတယ်ဒီကောင်ကမရင်းချင်းတန်ငယ်မရင်းချူလို့နေကောင်ဒီကောင်မွေးစွာတော့လူတတ်တဲ့ကောင်အဲ့တော့ဒီကောင်တို့ငါတို့ဒီဥရိယဒီကောင်တို့တို့ရဲ့ဝါဥရိယပေါ့ဝါရဲ့ဥရိယတတ်တယ်ပေးတယ်ဆိုပြီးဒီကောင်တို့လူရှင်ပါပဲပေးတာပေးပလိုက်တယ်ပေါ့နော်ပေးပလိုက်တယ်ဆိုတော့အာပြောရရင်တော့နေရာတော့ဝါဒေတာကန်ဝါဒေတာကန်တရုတ်လူမျိုးတွေဖြစ်တယ်နော်ဆိုတော့ဘာပဲပြောဒီနေရာလုံးတော့ဝါလုံးပလိုက်ဆိုတော့ဒါကြောင့်တခါကြာရင်ကျွန်တော်ခဏတော့ပြောလဲတန်ငယ်မဒိန်းလို့ဘာလို့ညာဒါမျိုးတွေအေးတန်ပေးရမယ်ဆိုတာကျွန်တော်တို့ခုနကပဲဘာလို့ဒီလိုပြောလိုက်ဆိုတော့လူတွေကလူသိမ့်မရှိတော့ဘူးလူလိုမတွေးတော့ဘူးလူလုံးမလုပ်တော့ဘူး အဲ့တော့အဲ့ခါမျိုးမှာဥပဒေအကြောင်းအရာပြင်းပြင်းထန်ထန်ပြေးပြေးပေးမှာပဲနောက်လူတွေကမလုပ်ရမှာလူဆိုတော့ကြောက်တယ်အဲ့တော့သူများကငါလုပ်ပြီးငါမလုပ်ခံရမှာပဲဆိုတော့တည်တယ်အတိတရားနဲ့သူကကြောက်သွားအောင်လုပ်ရမယ်ဆိုသူများကလည်းညှို့ချက်ထွေးကိုယ်လည်းညှို့ချက်ပြန်ထိုးနေပြီဆိုတော့အတိတရားမျိုးသူတို့ဝင်ဖို့တော့ကိုအဲ့ဒီလက်ညှို့တွေပြန်ထိုးဥပဒေအရခိုင်မှာရှိဖို့လိုတယ်ဒါလေးကတော့ကြီးကြီးပါဒါကြောင့်ကျွန်တော်တော့ပြောလို့ပြောရရင်တော့ဒီဒီဒီဝါရဲ့တချို့သောပြဿနာတွေကိုမကြိုက်ပြင်မယ်ဒီလိုတချို့ဒီတက်ငယ်မတိတ်လို့ဟာမျိုးအတိတံပေးပြတာမျိုးတော့ကျွန်တော်ကဟိုကန့်ကွက်စရာတော့မရှိဘူးဒီလိုပဲကျွန်တော်ပြောချင်အောင်နော်ဆိုတော့ဒါလေးကဝါကိစ္စနောက်တစ်ခုကတော့ကျွန်တော်တို့ဒီနေ့နောက်တစ်ခုကတော့ဒီ Thai Thai နဲ့ မလေးရှားကသူ့ရဲ့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သဘောထားကိုဒီပိုင်းသူတို့ထုတ်ပြောလိုက်တဲ့သဘောထားလေးတွေကျွန်တော်ဒီနေ့ပြောချင်ပါတယ်။အဲ့ဒါကတော့နောက်တစ်ခါဦးတော်ဘုရားကြီးမြန်မာနိုင်ငံကလည်းကြိုက်တုံမှာပြောတဲ့အချိန်မှာယူကောက်ဘက်ကိစ္စသူဒီပြောသွားတယ်မနေ့ကသူကြိုက်တုံကိစ္စပြောသွားတယ်။ကြိုက်တုံကြိုက်တုံမှာယူကောက်ဘက်ကိစ္စသူပြောသွားတယ်။ပြောသွားတဲ့အချိန်မှာလည်းသူကယူကောက်ဘက်သူအောင်မြင်လို့ပြရမယ်ဒီနေ့ပုံမှာပြီးရင်လွတ်တော်တွေကပေါ်လောင်လို့ရမယ်။ပြီးရင်အစိုးရက အစွဲတဲ့သူတို့အာနာတိကပြန်လို့ပြီးတော့တိုက်ပြပို့ပြီးတော့တက်မအောင်သူလုတ်ပေးရမယ်ဆိုတော့တာဝန်တွေသူတို့လုတ်ရမယ်တက်မလို့လုတ်ရမယ်တာဝန်တွေသူတို့တက်မလို့သားတွေနဲ့စကားပြောချင်မှသူထည့်ပြောတယ်အဲ့ဒါကိုမီဒီယာနေများပြီးသူတယောက်ချင်ကြပြီးတယ်ဆိုတော့လူတွေကတော့ပြောတာပိုမှုချင်းမအောင်လည်းပြောတာကိုကြည့်ပြီးတော့အေးပြပြမီဒီယာတွေရေးချင်တာရေးကြတာပါဗျာဒါပေမဲ့သူပြောတာတော့ရှင်းပါတယ်ဒီကောက်ပဲဖြောင်းလုတ်ပေးရမယ်ဆိုရင်နောက်တစ်ခါလွှတ်တော်ကြီးကိုပေါ်ပေါ်ပေါက်ပြီးတော့အောင်မြင်ကျင်းပါနေလုတ်ပေးရမယ်နောက် electronic electronic voting machine တွေပေါ့ဒါတွေလည်းရရောက်ဒါတွေလည်းလုတ်မယ်ဖုန်းပြီးပေးမအောင်လည်းလုတ်ဖို့သားတွေလည်းစာကုန်ပြောတယ်ဆိုတော့သူတော်တော်လေးသူကတော့ဒီအခေချင်းကိုသူပြင်ဆင်ပြတဲ့သဘောပေါ့နော်ဆိုတော့ တစ်ဖက်မှာတော့ဒီလိုခင်းပြင်ဆင်နေတဲ့အချိန်မှာအိန္ဒိယနိုင်ငံကြီးကကိုအာဆီယံဒေသနဲ့နိုင်ငံကြီးကကိုဘယ်လိုသဘောထားလဲဆိုတော့မိကုံပေါ့အဲ့တော့ထိုင်းနိုင်ငံကြီးဝန်ကြီးကကြတော့မနေ့ကသူတို့မိနိုင်ငံသားမီဒီယာတွေသူတွေ့တဲ့အချိန်မှာထိုင်းနိုင်ငံကြီးဝန်ကြီးကပြောတယ်မြန်မာနိုင်ငံမှာဒီအပြစ်ခံရေးစည်းကိစ္စတွေဖြစ်ပေါ်လာလို့လိုအပ်တယ်လို့ပြောတယ်ပြီးတော့မြန်မာနာဆကအစိုးရနဲ့နာဆကအစိုးရနဲ့နိုင်ငံကတိုင်းဝန်ကပုံပြီးထိတွေ့ဆက်ဆံဖို့လိုအပ်တယ်ပုံမထိတွေ့ဆက်ဖို့ပြောဖို့လိုအပ်တယ်ဘာဒါမှသာလေနာဆကအစိုးရသွားခြင်းနဲ့ပုံစံနဲ့နိုင်ငံကဖြစ်ခြင်းနဲ့ပုံစံနဲ့တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ဆွေးနွေးယူရမယ်သဘောမျိုးသူတို့ရပြီးတယ်အဲ့တော့နိုင်ငံကတိုင်းဝန်ကိုမျိုးတွေနဲ့နာဆကနဲ့တိတွေ့ဆက်ဆံဖို့လုပ်ပါလို့ သူကသူကပြောပြောလိုက်ပြောတဲ့ပုံပဲနော်ပြောပြောတယ်ပေါ့နိုင်ငံထိုင်းနိုင်ငံတိုင်းကြီးကဆိုတော့အဲ့ဒါပြင်သူအပြစ်ခံရစိတ်လို့ဖို့လိုအပ်တယ်လို့သူကပြောတယ်ဒါပေမဲ့ဒီတစ်ခေါက်ပေါ်တာကလည်းနည်းနည်းပို့ထူးကြတယ်အပြစ်ခံရစိတ်လို့ဖို့လိုအပ်တယ်ဆိုတဲ့နေရာမှာတဲ့အပြစ်ကတစ်ဖက်ရက်လို့မရဘူးတဲ့နှစ်ဖက်သုံးလောက်ရမှာရပါတယ်နော်အပြစ်ကနှစ်ဖက်သုံးရမှာရမှာတစ်ဖက်ရက်လို့မရဘူးလေအဲ့တော့ဟုတ်တယ်ပြောချင်တာဘုရားကြီးမြောင်းလိုက်လို့နတ်ဆက်ကအစိုးရစစ်တပ်ကပဲရိုက်ရုံနဲ့ပြီးသွားတာဆိုတော့မဟုတ်ဘူး NGO PDF နဲ့ EU တွေဘက်ကလည်းရပ်ဖို့လိုတယ်သူတို့ဘက်ကလည်းရပ်မှာအပြစ်ခံရစိတ်ကနှစ်ဖက်သုံးစကားပြောလို့ရမှာအပြစ်ခံရစိတ်ရပြီဆိုမှနောက်တစ်ခါကျွန်တဲ့စကားပြောတဲ့ကိစ္စတခုခုလာမယ်အဲ့တော့ပြောချင်တာကတော့ကျွန်တော်တို့ကတော့ဒီကိစ္စကိုပြစ်ခတ်ရစေးကိစ္စကိုဒီထိုင်း နိုင်ငံဝင်ကြီးဒီလိုပြောတာကိုတမမြတာတယ်မှန်ကန်မြတာတယ်စကားလို့ကျွန်တော်တို့မြင်တယ်နောက်တစ်ချက်ကမလေးရှားဝင်ကြီးချုပ်ကကျတော့သူကမလေးရှားဝင်ကြီးချုပ်ကကျတော့သူကနှစ်ဖက်အတိုင်းဝင်တွေတိတိကျကျဆက်ဆံဖို့လုပ်တယ်ပေါ့ဗျာအထူးသဖြင့် NASA ကနဲ့ NUG နဲ့စကားပြောဖို့လုပ်ပြီးလက်ရဲစကားပြောဖို့လုပ်ပြီးသူ့အနေနဲ့ကတော့ NASA ကနဲ့စကားပြောပြီး NUG ကလည်းနဲ့စကားပြောပြီးဒါပေမဲ့သူတို့နှစ်ဖက်ချင်းစကားပြောဖို့လိုအပ်တယ်ဆိုတာမျိုးကိုမလေးရှားဝင်ကြီးချုပ်ကတော့ဒါသူလည်းမနေရမီဒီယာမှာထုတ်ပြောတယ်မီဒီယာမှနိုင်ငံမီဒီယာမှာထုတ်ပြောတယ်ထုတ်ပြောတဲ့ခါကျတော့ပြောတယ်ဆိုတော့မြန်မာနိုင်ငံရဲ့ကကြမှာကိုမြန်မာပြည်သူတွေကပဲဆုံးဖြတ်မှာမြန်မာနိုင်ငံကဆိုတော့တော်ခါရကြီးနေကြီးနေမြန်မာပြည်သူကဆုံးဖြတ်မှာဆိုမင်းတို့ဘာလို့ဝင်ပါလဲလို့လို့တခါမေးကြတော့မင်းတို့နိုင်ငံကဘာလို့ဝင်ရှုပ်နေတာလို့မေးကြည့်ပြီးပေါ့လေဒါပါတော့ဆိုတော့ ် NUG နဲ့ချစ်တွေ့ဆက်ဆံမှု NASA ကဆိုတာထိတဲ့စကားပြောကြအောင်ဆိုတာမျိုးသူကတောင်းအပ်ပေးတယ်ပေါ့ဗျာဆိုတော့မူအားဖြင့်တော့မှန်ပါတယ်ကောင်းပါတယ်ဘာလို့လဲဆိုတော့ပြည်ထနာဖြစ်နေတဲ့အဖွဲ့တွေထိတဲ့စကားမပြောဘဲနဲ့အဲ့ပြည်ထနာဘလို့အထင်ရှိမှမရဘူးဆိုတော့ထိတဲ့စကားပြောလို့မရရင်ဂျားနဲ့ဖွဲ့စည်းနေပြောပါမယ်ဂျားနဲ့ဖွဲ့စည်းနေပြောလို့အဆင်ပြေဆုံးမှတိုက်ရိုက်စကားပြောတာလောက်အောင်ဒီလိုတော့လောက်ကိုလောက်အောင်ပေါ့နော်လောက်အောင်ဆိုတော့ NASA ကလည်း NUG ဂျားမှာဆွေးနွေးမှုတွေလုပ်ခဲ့ဘူးသလားလို့မေးရင်ကျွန်တော်မှန်းမ်းပြောပါမယ်ဂျားနဲ့ဖွဲ့စည်းနေဆွေးနွေးရည်လုပ်ခဲ့ဘူး NASA ကနေ NUG ဂျားမှာဂျားနဲ့အဖွဲ့စည်းတွေတုံးပြီးတော့စနီးနာတာကျိုတင်ဆွေးနွေးတာတော့မဟုတ်စနီးနာတာမျိုးတွေလုပ်ခဲ့ဘူးလေလုပ်ခဲ့ဘူးတာကအချိန်ကြီးမကောက်လုပ်ခဲ့ဘူးလေဒါပေမဲ့ တစ်ဖက်နဲ့တစ်ဖက်ကြားမှာဟိုနှစ်ဖက်စလုံးရဲ့သူတို့ကအင်ဂျီဘက်မှာရိုင်းနေရမ်းနေအုပ်စုတွေရှိတယ်ရမ်းကားရရိုင်းတိုင်းအုပ်စုတွေတသက်ရှိတယ်လောကဆွေဆွေလေးလမ်းကြောင်းပေါ်မှာတခုချမယ်ဆိုတဲ့အုပ်စုကတသက်ရှိတယ်အဲ့လိုရှိတယ်အဲ့အုပ်စုကအားကောင်းတဲ့အခါဆွေလေးအုပ်စုကမတိမတားလေးလုပ်နေတဲ့သဘောရှိတယ်ဒါကြောင့်မလို့သူတို့တွေးဆောင်ဆွေးနွေးခဲ့ဖို့အတွက်ကိုလမ်းကြောင်းတွေရှိခဲ့ဘူးလားဆိုတော့နတ်ဆက်ကတဲ့အင်ဂျီဘက်မှာအာလူမသိသူမသိရှားတယ်ဖွဲ့သေးတယ်ဆွေးနွေးကြတာရှိခဲ့တယ်ကျွန်တော်တို့အဲ့လိုပြောပြစီနော်အဲ့တော့ငါကတော့ရှိခဲ့တယ်ပဲမှတ်ပါကျွန်တော်တို့ပြောလို့ပါနော်အဲ့တော့ အဲမလေးရှားဝင်ကြီးကတော့ဒါပြည့်စုံနေဟိုတွစ်စုံစုံနေကိုပြောပြီးမယ်အဲ့မှာနေဖုံးလက်ကတော့ဘာပြောလဲဆိုတော့သူတို့တောင်းဆိုရတဲ့အချက်၆ချက်ကိုမလိုက်နိုင်ရင်သူတို့ကြောင်းရှိမှာဆိုနေဖုံးလက်ကပြောတယ်ဆိုတော့တောင်းဆိုချက်အချက်၆ချက်ကဘာတွေလဲလို့ခင်ဗျားတို့ကသိချင်လာမယ်ကျွန်တော်နားလည်အောင်လွယ်အောင်ပြောရအောင်နော်၆ချက်လို့ကျွန်တော်ပေါင်းပြောရအောင်စစ်တပ်ကရတောက်ချုံအောင်မှရှိရမယ်နိုင်ငံရေးထွက်ရမယ်ပြီးရင်စစ်တပ်ကလို့တဲ့ပြစ်မှုတွေပြစ်ဒဏ်တွေကိုအကုန်လုံးသူတို့အဲ့ဒီဒဏ်တွေခံယူရမယ်နော်ပြစ်ဒဏ်တွေခံယူပြရမယ်စသဖြင့်ပေါ့အဲ့ဒါမျိုးတွေပြီးတော့ဦးမြောင်လိုင်ရောဘာအောင်ညာအောင်ရေးယူမယ်ဒါမျိုးတွေစသဖြင့်စစ်တပ်ကိုစစ်တပ်ကိုသူကနိုင်ငံရေးထွက်ဖို့ပြောမယ်ပြီးရင်စစ်တပ်ကလည်းနိုင်ငံရေးထွက်ပြောမယ်စစ်တပ်ကအုပ်ချုပ်မှုညာနေအောင်မှရှိရမယ်ဖမ်းဆီးထားတဲ့နိုင်ငံရေးကောင်းဆောင်တွေလွတ်ပေးရမယ်စသဖြင့်ပေါ့နော်အဲ့ဒါမျိုးတွေအကုန်ပါတယ် ောက်တစ်ခါစစ်တပ်ကပြစ်မှုကျူးလွန်ထားတဲ့ပြစ်ဖြစ်ဒီကုန်လို့စစ်တပ်ကဝင်ချတောင်းမှပြီးတော့အရင်ခံရတယ်အစတဖြစ်ပေါ့ဗျာအဲ့လိုမျိုးပြီးပါတယ်ဆိုတော့ခင်ဗျားတို့အနေနဲ့စဉ်းစားကြည့်ပါကျွန်တော်တို့အနေနဲ့စဉ်းစားကြည့်ပါ NUG ကစစ်တပ်ကိုအဲ့လိုသဘောပြောတော့ NUG ကတူတွေရောမနီးသိမ့်နေကြရတယ်လားကျူးစင်တန်ရှင်းနေကြရတယ်လားတို့လည်းတပ်ဖြတ်ထားတာလူပေါင်းမနေဘူးတို့တတ်ခဲ့တာလူပေါင်းလည်း9000ရှစ်တောင်မကောင်ရှိသွားပြီတို့ရဲ့တပ်ဖြတ်မှုတော့တည်ကုန်းလိုက်ပြီမနေဘူးဆိုတော့ဒါဒီကုန်းလို့တို့တို့တာဝန်မခံဘူးတို့လည်းတာဝန်ခံမှာအဲ့တော့ကျွန်တော်ကပြောလို့ပြောရင်တော့နှစ်ဖက်ဆွေးနွေးကြတဲ့အခါမှာအပေါ်စီးအသာစီးယူပြီးစကားပြောဖို့စူးစမ်းနေတဲ့လူနှန်းသားတွေနဲ့ဆွေးနွေးတာဘယ်ဆွေးနွေးမှမကောင်းဘူးအဲ့တော့အေးငါတို့ ဖြစ်တဲ့ခင်းချင်းတွေကိုမေးလိုက်တော့မှာကွာဖြစ်တဲ့အားပြီးလိုက်မေးလိုက်မင်းငါတို့နောက်လာမယ့်အနာဂတ်မှာငါတို့ဘလို့တိဆောက်ကြရင်ကောင်းမလဲဆိုတော့ဆွေးရကြမယ်ဆိုတာပို့ကောင်းတယ်။အခုကဘာလဲဆိုတော့မင်းကလူမိုက်လူရဲကမင်းနဲ့ဆွေးနွေးဖို့အတွက်မင်းကလူမိုက်လူရဲကစားကိုမင်းရင်တော့မယ်ဆိုတော့ငါရှောက်တော့နေတော့ဘယ်ရမလဲဗျာ။ဆိုတော့နတ်ဆက်ကဘက်ကဆွေးနွေးဖို့တော့နတ်ဆက်ကရှင်းရှင်းလေးပဲ။တော်ပြောရှင်းရှင်းလေး။အချမ်းပတ်မှုတွေရပြ။အချမ်းပတ်ပြမှုတွေရပြ။တော့ကျန်တဲ့ UG ရဲ့ UG ရဲ့လက်ရှိအချမ်းပတ်ပြမှုတွေ UG အောက်ကဟော်လေလက်ပြမှုတွေရပြရ။ရပြရမယ်။အဲ့လိုရတဲ့ခါမှလည်းရချောင်းကိုတရားဝင်နေကြတော့ပြင်ညာပြရမယ်။ပြင်ညာပြရမယ်။ပြီးရင်တော့ဆွေးနွေးမယ်ရတယ်ဆွေးနွေးမယ်။တော့ရှင်းရှင်းလေး။ သူကအဲ့အချမ်းမဲ့တပ်ဖြတ်မှုတွေကိုဒါ NUG ကအဲ sorry စစ်တပ်ကဒီအချမ်းမဲ့တပ်ဖြတ်မှုတွေရပ်ဖို့ရဲပြက်ကတက်ကမှုဒီအချမ်းမဲ့တပ်ဖြတ်မှုတွေရပ်ဖို့ရဲရတောင်းတော့နိုင်ငံတော်ကျင်ညာပေးရမယ်ဒါပဲရှင်းပြီးခဲ့တယ်မင်းတို့မားတယ်မားတယ်ငါတို့ဘာမှမပြောသေးဘူးဒါမင်းတို့မားတယ်မားတယ်ငါတို့ခေါင်းလုံးမရှိဘူးကြားတယ်ရှင်းလို့ရဒါတွေကပြီးသွားတယ်ပြီးပြီဒါပဲလက်ရှိဖြစ်နေတဲ့ဒီသူတို့ကိုစာနာထောက်ပြီးရပ်ပေးရမယ်ဆိုတာမျိုးပဲပြောတာဒါပဲဟိုအောင်နေဘက်ကကြတော့မဟုတ်စစ်တပ်ကမင်းတို့ငါတို့အချုပ်အောက်ကိုဝင်ရမယ်အစစ်တပ်ကအရေးယူခံရမယ်လို့အစသဖြင့်ပေါ့ဘုသူမကြီးမြောင်းလိုက်ပိုးထောင်းထဲထွက်လို့မယ်တိုင်းသူတို့ပြောကြတယ်နော်ပြောနိုင်ငံရေးကောင်းမယ်လို့ပြောတာဒါတော့ဒါတော့ပါဘူးပါမယ်လို့ဆိုတော့ဒီလိုမျိုးတွေပြောတော့ခင်ဗျားတို့နှစ်ဖက်တောင်းဆိုပြောဆိုချက်တွေနှစ်ဖက်ကထွက်ထားတဲ့အတန်တွေထွက်တဲ့ထွက်လွှတ်နေတဲ့အတန်တွေကဘသူကအဒီမန်ပြီးတော့ဘသူကတတိယရုပ်ကြီးလဲဆိုတာ ပေါ်လာပဲဗျပြည်သူလူမျက်နှာကိုဘယ်သူကကြည့်လဲဘယ်သူမှမကြည့်ဘူးပေါ်လာပဲကျွန်တော်ဒါကြောင့်မလို့ကျွန်တော်တော့ဒီပြည်သူလူမျက်နှာမကြည့်ဘဲတရင်ရုပ်တဲ့အဖွဲ့အစည်းပေါ့အဲ့ NGO ဘက်ကလူတွေဘက်မှာကျွန်တော်သွားရက်ဆရာအကြောင်းမရှိဘူးကျွန်တော်တော့ challenge ကြောင့်လည်းလုံးဝမထောက်ခံနိုင်ဘူးဒါကျွန်တော်အမြင်ပဲကျွန်တော်မထောက်ခံနိုင်ဘူးဒါဒီကောင်လေးလုံးဝပြည်သူလူပေါ်မှာစေနာရှိရမှာမဟုတ်ဘူးမရှိတဲ့ခါကျတော့သူတို့စေနာကင်းမယ်ဆိုတာဖြစ်ပဲဒီငင်းချင်းဆွေးနွေးဖို့အပြည့်ရဖို့ဒီကောင်လေးစဉ်းစားမှာပေါ့ဒါဒါမလေးရောက်ဝေးချုပ်ကဘယ်လိုပြောသူရမှာနေဖို့လာတာပီဒီယမ်သူတို့ပြောင်းပြောင်းနေကြတာဒီ၆ချက်ကိုလိုက်နာမှာတော့ဘာလို့ညာလို့ဆိုတော့မသိဘူးသူတို့ပဲနိုင်နေတဲ့အတိုင်းပဲမသိဘူးသူတို့ပဲ legitimacy legitimacy ရတယ်လို့ပဲ နော်သူတို့က legitimacy နိုင်ငံကမှ legitimacy ရထားတယ်လို့မသိမသိမသူတို့ကဘာလုံးအတိမတ်ပြထားတယ်လို့မသိသူတို့သူတို့ပေးမှာပဲဒီကတိုင်းပြည်ကဒီနေရာကျတော့မယ်တိုင်းဆိုတော့တခါကြရင်ဒီ set up ကတနေ့တော့တိခံပြီးတော့ချိန်ဆွဲပြီးတော့စောင့်အောင်ပြီးတော့ခေါ်ပေးနေလို့လက်တွဲခေါ်ပေးလို့ယူသားနေမဟုတ်ရင်ခင်ဗျာတကယ်ပြင်းရင်ဦးတန်းရွှေခဲကလို့ဒါပြင်းတယ်လိုက်ကိုပြကြတော့မှာကုန်းမှာတော့အကုန်ကုန်းမှာဒါကြောင့်ဒါကြရင်တစ်ဖက်ကသွားပြည့်တယ်ချင်းမှာတစ်ဖက်ကအဲ့လောက်ကြီးမာတာမသိဘူးလို့ကျွန်တော်တို့တိုင်းတုံးချင်းနဲ့ဒါဒါမလေးရှားဝင်းကျုပ်ကပြောသွားတဲ့ဆက်ပြီးတော့ပြောတာပါအဲ့တော့ကျွန်တော်ဒီနေ့ပေးလိုက်ရတော့အခုစစ်ပွဲတွေကစစ်ပွဲတွေကတိုက်ပွဲတွေက ကိုအိမ်နာရောက်လာတဲ့ခါတခါခေါက်တဲ့ခါအဲ့တော့မှတိုက်ပွဲတွေဆိုးကျိုးကိုတိုင်းငားလည်ကြတာအခုတောင်ကူတောင်ကူနားမှာအမြန်လမ်းပေါ့နော်အမြန်လမ်းရှိတယ်အမြန်လမ်းရဲ့တောင်ကူတောင်ကူကနေဒီဘက်ကထွက်တယ်တောင်ဘက်ဒီဘက်ထွက်တယ်အမြန်လမ်းအမြန်လမ်းဒီဘက်ကဆက်သွားရင်ဘာခေါ်လဲနာမည်ဇပယ်ကျွဲလို့ပါအဲ့ကျွာလေးအခုအမြန်လမ်းလည်းဆို၅မိန်၆မိန်လောက်ပဲဝေးတယ်ကားနဲ့တော့၅မိန်၆မိန်ပဲဝေးတယ်ဆိုတော့ခဏလေးကားနဲ့ဆိုအဲ့ဒီနေရာဒီမှာလည်းအခုစစ်တပ်ကစစ်ကြောင်းထိုးရတယ်လုလိုက်ပြီးဒီကနေ့အဲ့မှာစုဝေးတယ်လုလိုက်ပြီးတော့ပြောချင်တာတော့ तू ကနေပြီးတော့နဲ့ပြန်ကုန်ချာတောင်ကုန်နဲ့နေပြီးတော့ချာကိုဖြတ်တော့ဘူးပိုင်းမှုစူးစမ်းနေတာပေါ့နော်ပိုင်းမှုဒီ PDF ပြန်စူးစမ်းနေဥပမာဘကူယုံမဘကဒီဆင်းလာတယ်သူက ကရင်ဘက်ကနေပြီးတော့ဆင်းလာတယ်အဲပေါင်းပြီးတော့သူအလဲကောင်အမြန်တော့သူဖြတ်ပိတ်ဖို့ကြိုးစားမယ်ပြီးနေပြီးတော့နေနေပြီးတော့ထိထိကြံကြံကိုကြိုးစားခြင်းသဘောရှိတယ်မထိုးရီတော့ဘာလဲအဲ့တိုင်းပဲမန္တလေးနဲ့နေပြီးတော့ကြောက်သူကချက်တော့ပြည့်စနေသဘောဆိုတော့အခုတက်ကတော့စစ်တောင်းနေပြန်ပြီးဝင်လာတဲ့အတွက်တော်တော်လေးတော့ရပြီသို့တော့ ခုနသူတို့ရဲ့ကြီးမားချက်ကတော့နေပြည်တော်အထူးကြံပေါင်းလို့ရှိနေ lonely ဖြစ်အောင်လို့ရှိနေအဲ့တော့အဲ့ကြောင့်ပတ်ပတ်လေးဝိုင်းကိုကျူးစားနေပြည်တော်ရဲ့နေပြည်တော်နဲ့အဆက်တော်ရအောင်ပြတ်တော်သူကျူးစားခြင်းတဲ့ဘောနဲ့အဲကိုလေးစစ်ရေး support ဆောင်နေအဲ့တော့တက်ကစစ်စင်ပြန်ပြီးတော့ဆင်းတဲ့ခါလေးကြောင့်အခုကျတော့ပြည်သူတွေကအကုန်လုံးလေးရင်နဲ့လေးရင်နဲ့သရှင်ဖွင့်ပြပါလေလို့ဘာလို့လျှောက်ဖြစ်ကုန်ဘူးလို့နော်လေးရင်နဲ့သရှင်ဖွင့်ပြပါလေလို့နော်ဟိုကူးစားမှာဘောလုံးပါတရားလို့ပါလျှောက်အောင်ပေါ့ဟောတယ်ဆိုတော့ပြောရင်တော့ဟိုစစ်တပ်ကတော့အချမ်းပတ်သမားတွေရှိတဲ့နေရာကိုစစ်ကြောင်းထိုးတဲ့ခါကျရင်တော့လေးရင်လည်းတော့ရင်တော့ရမှာပဲလေးရင်နဲ့သရှင်ဖွင့်ပြရင်လည်းဖွင့်ပြရမှာပဲလေးမောင်းပြီးသရှင်ဖွင့်ပြရင်လည်းဖွင့်ပြရမှာပဲဒီလက်လက်ချင်းနဲ့ပြည့်စရာရှိတယ်သူပြည့်ရတယ်အဲ့ဘာလို့အချမ်းပတ်သမားတို့နေနေရတာ ဆိုတော့စစ်ကြောင်းတွေလည်းထိုးထိုးအောင်စစ်ကြောင်းထိုးတဲ့အခါဂျားမှာမဆိုင်တဲ့လူညက်ဒါလည်းရှိနေတာလည်းရှိနေတာဆိုတော့ဒါမျိုးတွေတော့ဖြစ်နေတယ်စစ်မဲ့စစ်ပွဲကြီးဂျားမှာတော့ဒီလိုဆိုးကြိုးတွေခံစားရတယ်အဲဒါကြောင့်ကျွန်တော်တို့ကကိုယ်အိမ်ရှိကိုယ်အိမ်ရက်ွက်ရွာတိကိုစစ်ပွဲတွေမခေါ်မိကြဘူးနောက်တနက်ကင်ထားတဲ့တမရောမဟုတ်တော့နိုင်ငံတော်မဟုတ်တော့နိုင်ငံတော်ဆိုးရမဟုတ်တော့တမရောမဟုတ်တော့ရဲတပ်ဖွဲ့မဟုတ်တော့တနက်ကင်ထားတဲ့သူတွေကိုယ်အိမ်နားတိခေါ်မလာကြတော့အကောင်းဆုံးပါကိုယ်ရောင်းခေါ်မလာအကောင်းဆုံးပါကိုယ်ရွာတိရောက်လာပြီးရင်တော့ပြေးကြတယ်အဲ့အဲ့ဒီလက်နက်တွေရောက်လာရင်အဲ့ဒီလက်နက်တွေလူရောက်လာရင်ပြေးကြတယ်ခင်ဗျားတို့ရွာတော့ စိတ်မချရတော့တရားဖြစ်သွားပြီ။ဒါကြောင့်ဒါတွေကကျွန်တော်တို့သတိကြီးထားကြဖို့ပဲဒေသတိကြီးမှာရှိတဲ့လူတွေကိုတိုက်တော့ပါတယ်။စစ်ပွဲတွေကိုတတ်နိုင်တဲ့ညရှောင်ကြပါ။ရှောင်နိုင်အောင်ကြိုးစားကြပါလို့ပဲကျွန်တော်တို့ကြော်တယ်။မဟုတ်ရင်စိုးချိုးတွေခံစားရတတ်ပါတယ်။နေနာမှုတွေဆုံးရှုံးမှုတွေထိခိုက်မှုဖြစ်တတ်ပါတယ်။ဒါလေးကိုကျွန်တော်ပြောရင်းနဲ့အဲဒီညတော့နဲ့ဒီညတော့နဲ့နားပါတယ်။အဲခုနငလေးရံပုံငွေကြက်ဖြိုးဖြိုးပွဲက24ဒီနေ့ညနေပါဒီနေ့ပါကျွန်တော်မနေ့ကလို့ပြောလိုက်ပြီးတဲ့အတွက်အားနာပါတယ်ဆေးလေးမကောင်းပါဘူးအဲ့တော့ဘာပြောဒီနေ့ညတွက်ကြည့်ကြတဲ့လူတွေငလေးရံပုံငွေဝိုင်းပြီးလူပေးတက်ကြတဲ့လူတွေလည်းဘာပြောခုံယူပါတယ်ဒါမျိုးတွေကမျက်မျက်လောက်ရမယ်လို့ကျွန်တော်